ျွန်တော်ခုပေါ့နော် Omega Show တော့ဝင်ရောက်နေဖြစ်ပါတယ်ဒီနိုင်လေးကိုကျွန်တော်ဂျိုးလာလဲမယ်ပေါ့နော်ဒီကနည်းနည်း stiff ဖြစ်တယ်ဒီဒီဒီ strap ကအဲ့တော့ကျွန်တော်ဒါလေးကိုဂျိုးလဲမယ်ဒီဂျိုးလေးကကျွန်တော်မှာထား2လောက်ရှိပေါ့နော် Omega Boutique မှာပေါ့နော် Paragon မှာရှိတဲ့ Omega Boutique မှာသွားလဲရဖြစ်ပါတယ်ဒီကလေးတော့ကျွန်တော် Omega ဂျိုးလဲတဲ့ဟာကိုအစားဆုံးရိုက်ခွင့်ပေးရဖြစ်ပါတယ်မိုက်တယ်ပေါ့နော်သူတို့ experience တွေလည်းကျွန်တော် sharing လုပ်ပေးရဖြစ်ပါတယ်ဂျိုးလဲတဲ့ပုံစံလေးပေါ့နော်သူတို့ Omega ဘူတိတ်မှာကျိုးလိမ်ဘယ်လိုပုံစံလေးလဲဆိုတာဒါလေးကတော့ဟိုကျွန်တော်나이လေးရဲ့အနောက်မှာပါတဲ့အဲ့လိုဟိုဘောနော်အဲ့ဒါလေးကိုအသေးစိတ်လုပ်ပေးထားဖြစ်ပါတယ်အဲ့ဒါလေးကသူတို့ Snoopy လေးပေါ့နော်ဒါကတော့ကျိုးလဲပြီးဖြစ်ပါတယ်ပေါ့နော်တော်တော်တန်တယ်ပေါ့နော်ဘတ်2000ရှိရမြန်မာငွေ35သိန်းလောက်ပေးရတယ်ဒါပေမဲ့တော်တော်လှတယ်ပေါ့နော်သူရဲ့အဲ့လို Speed Master ကျိုးကဒါကတော့ကျွန်တော်လက်ဆောင်ပေးရဖြစ်ပါတယ်ဘူးလေးရပေါ့နော်ပြန်မဝင်ရင်3သိန်း4သိန်းလောက်တော့ပေးရမယ်ဒါပေမဲ့ဒါလေးကိုကျွန်တော် travel pouch လေးပေါ့နော် travel pouch လေး travel key သွားရင်တဲလို့ရတဲ့ဟာလေးကိုကျွန်တော်လက်ဆောင်ပေးရဖြစ်ပါတယ်ဗျာတော်တော်လေးကိုလှပါတယ် ဒါ CM Paragon မှာရှိတဲ့ဘန်ကောက်က CM Paragon မှာရှိတဲ့ Omega Showroom ဖြစ်ပါတယ်အဲ့မှာ Omega ဝတ်ထားတဲ့သူတွေအကုန်လုံးအပူပစ္စည်းတွေအဲ့မှာအကုန်လုံးသွားပေးလို့ရဖြစ်ပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်